ကျွန်တော်တို့ gain ရတဲ့ဖုန်းတွေအဲ့ဒီဖုန်းတွေမှာပါတဲ့ဒီ component တွေပဲဖြစ်ဖြစ်ဒါမှမဟုတ်အနာဂတ် energy အတွက်နော် green energy အတွက်အရေးပါတဲ့ဒီ wind turbine တွေပြီးတော့ဒီ EV ပေါ့နော်လက်စစ်ကားတွေဒါမှမဟုတ်ကျွန်တော်တို့စစ်ရေးအရအရေးကြီးတဲ့နော် missile တွေဒီ F35 jet တွေမှာ navigation မှန်ဖို့သုံးတဲ့နည်းပညာတွေဒါတွေတခုနဲ့တခုနဲ့ဆက်ဆက်မှုမရှိဘူးလို့ထင်ရကောင်းထင်ရပါပဲဒီကောင်းနေအတွက်အဓိကကျတဲ့လိုအပ်ချက်တစ်ခုကတော့အတူတူပဲ အဲ့ဒါကို red up element မြန်မာလိုဆိုလို့ရှိရင်ညီရှားလို့ခေါ်တယ်အဲ့ဒီညီရှားတတုကအနာဂတ်ကဘာကြီးအတွက်မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်တွေလို့ပြောချင်ပြောလို့ရဆိုတော့ဒီညီရှားလို့ခေါ်တဲ့တတုကဘာလဲပေါ့နော်ဘလောက်တောင်အသုံးဝင်လို့အင်အားကြီးနိုင်ငံတွေကပါဒီတတုကိုမျက်စိကျနေရတာလဲပေါ့အဲ့ဒါကိုကျွန်တော်တို့အတူတူအဖြေရှာကြည့်အောင် Okay TV is a fan နေကြိုးစားပါတယ်ကျွန်တော်တို့ကဘာနဲ့ခြီးတဲ့ကိစ္စတွေနဲ့နော်ညီရှားရဲ့အသုံးဝင်မှုတွေကိုမပြောခင်မှာ အနည်းဆုံးစာနည်းနည်းလေးတင်မှုလိုလိမ့်မယ်။နေချာတက်တုဆိုတာကက်မီကယ်ဂုံတက်တုစင်တူတဲ့တက်တု dressing 18မျိုးကိုခြုံငုံပြီးတော့ပြောတာ။ဆိုလိုချင်တာက element တစ်ခုတည်းကိုပဲကျွန်တော်တို့ကမြေချလို့ခေါ်တာမဟုတ်ဘူး။ periodic table တွေကနော် dressing အခု20လောက်ကိုပဲဒီနှုတ်တိုက်လွတ်ချက်ခဲ့တဲ့ကျွန်တော်တို့အတွက်ကတော့ဒီ dressing name တွေကိုခင်ဗျားတို့ကြားမှုမှာမဟုတ်ဘူး။ပြီးတော့အခွင့်ထူးခံနေဆိုတော့နော်ဒီကောင်တွေကိုတက်တက်အကျယ်ချဲ့ပြီးတော့ရေးပြရသေးတယ်။တချို့ name တွေဆိုလို့ရှိရင် Marvel Guardian က နာမည်တွေလူလူပဲသိရမလားဗါရဲနီယိုဒေမီယန်အဲပရိုမီသီယမ်အင်းအဲဟိုင်ဗိုက်ဆန်တော့တခြားကောင်တွေဆိုလို့ရှိရင်အတန်ထွက်ဖို့တော်တော်လေးခက်တယ်ကျွန်တော်လည်းမကြက်ချင်လို့တော့ကြောင့်မို့လို့အခုဒီမှာပြထားတဲ့ဇာတ်ရုပ်သာကြည့်လိုက်တော့ဒီထဲမှာ15မျိုးလောက်က periodic table က atomic number 59ကနေပြီးတော့81အတွင်းမှာရှိတဲ့ lanthanide မျိုးနွယ်ဝင်နေဖြစ်ပြီးတော့နောက်နှမျိုးကဒီကောင်တွေနဲ့ဂုံတတုတူလို့ရောပြီးတော့တွေ့ရတတ်တဲ့ yttrium နဲ့ scandium ဆိုရဲကောင်းမယ်အဲ့ဒီ dressing 18မျိုးကိုသူတို့ရဲ့ atomic weight ပေါ်မှာလိုက်ပြီးတော့ LREE เนาะတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် light rare earth elements နဲ့ HRTE heavy rare earth elements ဆိုပြီးတော့ကျွန်တော်ကနှစ်ပိုင်းခွဲလိုက်အဲ့ဒီထဲမှာ heavy rare earth တွေတော့ပဲဝယ်လို့အားရှိပြီးတော့ light rare earth တွေကကြတော့တိတ်ပြီးတော့နာမည်မကြီးဘူးတကောင်လေးอ่ะဝယ်လို့အားတိတ်မရှိဘူးတကဘာလုံးအတွက်အတိုင်းတာနေဆိုလို့ရှိရင် HRE ထွက်တဲ့နေရာရှားတယ်ရှားလို့ပဲညီရှားလို့ခေါ်တာပေါ့ ဆိုတော့ဒီ heavy rare earth တွေကိုနည်းပညာမြင့်ပစ္စည်းတွေထုတ်တဲ့နေရာမှာအဓိကသုံးတယ်။ဥပမာအဖြစ်ကျွန်တော်တို့မြန်မာနိုင်ငံကချင်းပြည်နယ်ဘက်မှာအထွက်များတဲ့ဒီ heavy rare earth element တွေက dysprosium နဲ့ terbium လိုမျိုးဒီတက်တူတွေဆိုလို့ရှိရင်နည်းပညာမြင့်တဲ့နော် tech ပစ္စည်းတွေအဲပြီးတော့ဒီ military သုံးပစ္စည်းတွေအဲ့အဲ့တို့အရေးကြီးတဲ့ဒီတက်တူတွေလို့ပြောလို့ရတယ်။တခြားအရေးပါတဲ့နေရာတွေလည်းတော့အများကြီးရှိသေးတယ်ပေါ့နော်။အဲ့ဒါတော့နောက်ပြင်ဆက်ပြောမယ်။လောလောဆယ် စာဆက်တင်ကြရအောင်မြေရှားရဲ့နာမည်တွေကရှားဆိုတာကိုကြားလိုက်ရင်ဒီကောင်ရဲ့ English နာမည်မှာ red at ဆိုတဲ့အထက်မှာဒီ red ဆိုတာပါနံမှုလို့နော်စိန်တို့ရွှေတို့လောက်ရှားတယ်လို့ခင်ဗျားတို့တွေးကောင်းတွေးလိမ့်မယ်တကယ်တမ်းကတော့မြေရှားကမရှားဟုတ် red at ဆိုတဲ့နာမည်ဖြစ်လာတဲ့ပုံက तू ကဆက်ရှိရာစုနှစ်လောက်မှာဆွေဒင်မှာမိုင်းသမားတွေတခါမှမမြင်ဘူးတဲ့အမဲရောင်အကြောက်တုံးကြီးပေါ့နော်။ဘာကြီးမှမသိတဲ့ဟာကြီးမြန်မာနိုင်ငံမှာဆိုရင်ဘာကြီးမှမသိရင်ဓာတ်လို့ခေါ်တယ်ပေါ့ ော်မြန်မာနိုင်ငံမှာစတွေ့ရဆိုရင်ဒါကိုဓက်ကြောက်လို့ခေါ်ရင်ခေါ်ပါဘာသူတို့ကတော့อืมမိုင်းမမသိဘူးရှားမှာပဲ rare လို့သူတို့ကအဲသတ်မှတ်လိုက်ရာနေပြီးတော့အနောက်က earth ဆိုတာကြတော့ geological term အရာအစစ်မှာပျော်ဝင်နိုင်တဲ့ကြောက်တုံးကို earth လို့ခေါ်တာမို့လို့အဲ့နှစ်ခုကိုပေါင်းလိုက်ပြီး rare earth ဆိုပြီးတော့ဖြစ်သွားတာဒီတတု18မျိုးတဲကဒီတချို့တတုတွေဆိုလို့ရှိရင်ကပအပေါ်ယံမြေလွာတဲမှာခဲတို့ကျင်းနီတို့ဆင်းတို့အဲ့ဒါတွေထဲတော့မှာပေါပေါ်များများတွေ့ရတဲ့တတုတွေထဲမှာပါတယ် REE ထဲမှာเนาะ Red Earth Element ထဲမှာအရှားဆုံးဖြစ်တဲ့ဒီတူလီယမ်ဆိုလို့ရှိရင်ရွှေနဲ့ချိန်လိုက်လို့ရှိရင်ကမ္ဘာပေါ်မှာ125ဇပိုများတယ်ဒီတဲကအသုံးများတဲ့ Cerium လိုမျိုးတက်တုဆိုလို့ရှိရင်ကျင်းနေထက်တောင်ပိုပေါ်သေးတယ်เนาะကပားထက်တောင်ပိုပေါ်သေးတယ်ဒီတက်တု dressing တွေကတကမ္ဘာလုံးတိုင်းနာနဲ့ကျွန်တော်တို့ရှင်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကြားဘူးတဲ့တခြားသောတက်တု dressing တွေထက်ပေါ်တာမှန်ပေမဲ့မြေရှားတက်တုတွေကရွှေကြောတွေ့သလိုမျိုးเนาะ ကြောက်ကြောတွေ့တယ်လို့မျိုးကြောက်ကြောကြောက်ကြောကစားလေးကြောက်ကြောမဟုတ်ဘူးကြောက်တူးတဲ့အကြောအဲ့အဲ့လိုမျိုးတွေ့တယ်လို့မျိုးတနေရာထဲမှာစုပြီးတော့တွေ့ရတာမျိုးကတော်တော်ရှားတယ်ဆိုတော့ငေးရှားဆိုပြီးတော့စုပြီးတော့ရှိနေတဲ့နေရာမျိုးမှမမဟုတ်ရင်စီးပွားရေးအရာတူးဖို့အတွက်ချိန်မကန့်ဘူးပြီးတော့ဒီရွှေတို့စိန်တို့ကျင်းညီတို့ဆိုလို့ရှိရင်တဘာဝအတိုင်း pure form အနေနဲ့ရှိရဆိုပေမဲ့လို့ငေးရှားတက်တူတွေကကြတော့အများနဲ့တခြားတက်တူတွေ mineral တွေနဲ့ရောပြီးမှပဲတွေ့တယ် ပြောမယ်ဆိုလို့ရှိရင် तू က pure form အနေနဲ့မတွေ့ရအောင်သုံးလို့မရတဲ့ဒီ raw form အနေနဲ့ပဲအရင်တွေ့ရတတ်တယ်ပေါ့နော်အဲ့ဒါကမြေရှားရဲ့အဓိကအခက်အခဲကြီးပဲသူကတတူရိုင်းအနေနဲ့ဆိုရင်တော့ပေါပေါမများရှိရဆိုပေမဲ့လို့တကယ်သုံးလို့ရတဲ့နော်တန်မိုးရှိတဲ့ dressing အနေနဲ့ပြန်လို့ဖို့ကကြတော့သူက raw stage မှာပါဝင်မှုနှုံးနေတာတို့နော်သူ့ဘဝခတ်တာတို့ပြန်တန်းစင်ရတဲ့ process တွေကခက်လွန်းတာတို့အဲ့လိုမျိုးတွေကြောင့်မို့လို့မြေရှားတတူကိုသူက mass produce လုပ်ဖို့အတွက်အနေငယ်လေး problem ရှိတယ်တက်တနာရှိတယ် ဒီလိုမျိုးမြေရှားတက်တူတွေကဘလို့အခြေအနေနဲ့ဒေတာမျိုးတွေမှာထွက်တယ်လဲဆိုတာကြတော့သူကပထဝီသဘောအရာအခုဒီဘယ်သူမှသိချာနားမလဲကြသေးဘူး။များသောအားဖြင့်ကတော့သူကမီးသင်းကြောက်တွေနဲ့ကာဗွန်များများပါတဲ့အယ်ကလိုင်းကြောက်လိုမျိုးတွေမှာမြေရှားတက်တူတွေကိုတွေ့ရတတ်တယ်။တခြားဆိုစေအနေနဲ့ဆိုလို့ရှိရင်เนาะကျွန်တော်တို့အာမက်တယ်ရစ်ဖြစ်တဲ့တဲတို့ပြီးတော့ဒီတယောက်ကြီးတောင်ပိုင်းနဲ့ဒီကာဇက်စတန်တို့မှာတွေ့ရများတဲ့တက်တူတက်များတဲ့เนาะမက်တယ်တက်များတဲ့ ရှင်တမျိုးမှာလည်းမြေချတတုကိုအများဆုံးတွေ့နိုင်တယ်။မြေချတတုတွေကိုထုတ်တဲ့နေရာမှာတတုရိုင်းတွေကိုတူးဖော်ရတဲ့ကိစ္စထက်ဒီတတုရိုင်းတွေကိုတုံးလို့ရတဲ့ stage ရောက်အောင်လို့တန်းစင်အောင်လုပ်ရတဲ့ process ကအများကြီးပိုခက်တယ်။မြေချတတုရိုင်းထဲမှာအများသောအားဖြင့်မြေချတတု14မျိုးရောပြီးတော့ပါတတ်တယ်။ Okay ဆိုခုနကတည်းကကျွန်တော်ပြောတော့မြေချတတုက18မျိုးပါတဲ့ကောင်ကိုခေါ်တာဆိုဒါဆိုလို့ရှိရင်အခုဘာဖြစ်လို့14မျိုးပဲပါလာလဲလို့မင်းကြတော့ကျွန်တော်လေးလာမိသလောက်ဘူမိဗေဒသင်ခန်းစာလေးကိုနည်းနည်းသင်ပေးမယ်။ periodic table ကိုကြည့်မယ်ဆိုလို့ရှိရင်အပေါ်ဘက်ချမ်းမှာနှစ်ကောင်ထဲရှိနေတဲ့ scandium နဲ့ yttrium က lanthanide series နဲ့ conductin gen 2လဲဆိုပေမဲ့မြေရှားတက်တူရိုင်းအမျိုးအစားပုံမှာလိုက်ပြီးတော့တက်တူပုံဝင်မှုနှုန်းကအရင်နေတယ်ဆိုတော့18ခုမှာနှစ်ခုလွတ်သွားပြီနောက်တစ်ကောင်က promethium ဆိုတဲ့ကောင်ဒီကောင်ကတဘာဝအတိုင်းတွေ့ရတာအရင်ကိုရှားတယ်များသောအားဖြင့်လူကနေပြီးတော့ဖန်တီးတာများတယ်ပြီးတော့ဒီကောင်က radioactive လည်းဖြစ်တယ်ဘလို့ ဘလူဖန်ဒီလေးပါညာတော့မပြောတော့ဘူးနော်ဆိုတော့ဒီမြေသားတက်တု16မျိုးကိုခေါ်တာဆိုပေမဲ့လို့ဒီ3ခုကအာဒီတက်တုရိုင်းနေစီကနေထုတ်ယူဖို့ကမလွယ်ဘူးကျန်တဲ့ဒီတက်တု14မျိုးကလည်းတစ်ခုနဲ့တစ်ခုနဲ့အာဒရက်32တူတဲ့အခါကျတော့ခွဲထုတ်ရတာခက်တဲ့အပြင်ကိုတခါတလေသိုရီယမ်နဲ့ယူရေနီယမ်တို့လိုမျိုးဒီအမ်ရေဒီယိုအက်တီဗ်တက်တုတွေအပြင်တခြားအသုံးမလိုတဲ့မင်နရယ်စီလည်းပါနေတတ်တယ်တန်းစင်တဲ့နေရာမှာကက်မီကယ်တွေအများကြီးနဲ့အထက်ထက်တန်းစင်ရတယ်ပုံမှန်အားဖြင့်တော့ကျွန်တော်တို့က acid တွေကိုအဓိကသုံးတာ ပြီးတော့ဒီမြေရှားတက်တူရိုင်းမျိုးစားပေါ်မှာလိုက်ပြီးတော့တဲဆင်ရတဲ့ process ကလည်းမတူသေးဘူးဆိုတော့ဒီမြေရှားတက်တူတွင်ထောင်တော့မယ်ဆိုလို့ရှိရင်တက်တူရိုင်းတွေကိုဘလို့နီးနဲ့တူးမလဲဘလို့တန့်ဆင်မလဲအဲအဲ့ဒီကိစ္စတွေလောက်ရတာဒီတခြားဒီရွှေတို့ကျေးတို့လိုမျိုးတက်တူတွေကိုသွားတူးလိုက်ရတာထက်အများကြီးရှုပ်ထွေးတယ်ပိုဆိုးတာကတော့တုံးလို့ရတဲ့မြေရှားတက်တူတံထုတ်တိုင်းမှာဒဲရောင်ကြီးတင့်တဲ့ပြောမလို့ radio active ဖြစ်တဲ့အငင်းအကျေးတန်2000လောက်ထွက်တယ်ဆိုတော့ မိုင်းလုံသားတွေမထိခိုက်အောင်ဘယ်လိုလုပ်မလဲထွက်လာတဲ့ waste တွေကိုပဝန်းကျင်မထိခိုက်အောင်ဘယ်လိုစွန့်ပစ်မလဲအဲ့ဒါတွေကမြေရှားတက်တူဒူးတဲ့အခါမှာနည်းနည်းခေါင်းစားစရာချက်လေးတွေဖြစ်နေတာပေါ့နော်ဒီမြေရှားတက်တူတွေရဲ့တံပိုးကတခြားတက်တူတွေရဲ့ဒနာတွေနဲ့သွားရှင်လို့မရဘူးဥပမာရွှေတို့စိန်တို့ဆိုလို့ရှိရင်လှတယ်ကနော်ဟိုးရှိခက်ကလေးကနေပြီးတော့အခုထိတကဘာလုံးကတံပိုးရှိတဲ့တို့လက်ခံထားကြတာမြေရှားတက်တူကကြတော့ဒီတက်တူနဲ့နောက်ထပ်ဘာဆက်လုပ်နိုင်မလဲပေါ့မှာမူတည်ပြီးတော့တံပိုးကကွဲတယ် ်လှတာမလှတာဆိုတာတက်ဘလောက်အသုံးဝင်လဲဘလောက်အသုံးမဝင်လဲပုံမှာမူတည်တာပေါ့စိန်တို့ရွှေတို့မရှိတာကနော်စီးပွားရေးအတွက်မကောင်းတာလောက်ပဲရှိမှာမိစားတက်တို့ကြီးမရှိဘူးဆိုလို့ရှိရင်ညီပညာဘက်ပိုင်းမှာတော်တော်ကြားတဲ့အထိတူတက်မှုမရှိဘဲဖြစ်သွားလိမ့်မယ်ဒီစရာကိုကြည့်ကြည့်ဒါကျွန်တော်တို့နေစဉ်ဘဝမှာမြေရှားတက်တူတွေကဘယ်လောက်ထိအေးပါလဲဆိုတာရဲ့သက်သေပဲ။ Neo Damium တန်လိုက်တွေပေါ့နော်။အဲ့ဒီကောင်တွေကဒီ computer hard drive တွေ CD-ROM တွေနော်အခုခေတ်ကလေးတွေတော့ကြားပူးချင်မှကြားပူးလိမ့်မယ်ဒီ CD-ROM တို့ DVD player တို့နော် DVD driver တို့ အဲ့လိုမျိုးဒီ electronics တွေအတွက်အရေးသွေးကောင်းပြီးတော့ဒီ lightweight ဖြစ်တာမို့လို့အများကြီးသုံးဝင်တယ် dysprosium ဆိုလို့ရှိရင်လည်း permanent magnet တွေကိုအပူချိန်အမြင့်ကြီးမှာထားလဲကောင်းကောင်းလုပ်လို့ပေးနိုင်အောင်လို့ enhance လုပ်ပေးထားတဲ့နေရာမှာအရေးပါတယ်ကျွန်တော်တို့နေတိုင်းကြည်နေတဲ့ TV တွေ computer တွေ smartphone တွေအားစလို့เนาะအားကစားပွဲတွေ show ပွဲတွေအထိအသုံးဝင်တဲ့ဒီ display တွေအဲ့ဒီ display တွေအတော့เนาะ RGB မီးလုံးတွေလေ red green blue အဲ့အဲ့အကြောင်းတွေကိုထုတ်ပေးနေအောင်လို့ Ethereum တို့ ယူရိုပီယမ်လို့တာဘီယမ်လို့အဲ့တတူတွေကလုတ်ပေးတယ်ကင်မရာလန်းစီမှာ distortion ဖြစ်တာနည်းအောင်လို့ lanthanum ဆိုတဲ့ကောင်ကလုတ်ပေးတယ် clean energy future ဖြစ်လာဖို့အတွက်မြေရှားတတူတွေကိုအများကြီးမှီခိုနေရတယ်ကျွန်တော် neodymium praseodymium dysprosium terbium နော်အဲ့ဒီကောင်တွေကနေထုတ်တဲ့အားကောင်းပြီးတော့အကျန်းခံတဲ့ permanent magnet တွေကဒီ winter ဘိုင်းတွေမှာတုံးတဲ့ mortar ရဲ့စွမ်းရင်ကို performance ပိုကောင်းအောင်လုပ်ပေးတယ်ပေါ့ပြောမယ်ဆိုရင်တော့ဗျာငကိုထပ်ပိုများတဲ့ရစစ်ဓာတ်အားကို ပို့ထုတ်ပေးနိုင်တယ်အဲအဲ့လိုလုပ်ပေးနိုင်တယ်ငကိုရက်ပုံများတယ်ဆိုတာ efficient ဖြစ်ဖြစ်ပို့ရည်ဥပိုကောင်းအောင်လုပ်ပေးနိုင်တယ်ပြောတာ5 megawatt wind turbine တစ်ခုအတွက်ဆိုရင် neodymium 800 kg နဲ့ dysprosium 200 kg လောက်လိုတယ်နည်းနည်းတော့လိုချက်မဟုတ်ဆိုတော့အကြမ်းများအားဖြင့် wind turbine တစ်ခုအတွက်မြေရှားတက်တူတဒံလောက်လိုတယ်လို့ပြောလို့ရတယ်ပြီးတော့ EV ကားတွေမှာသုံးတဲ့ဒီ battery တွေ motors တွေ ော်အဲ့ကောင်နေမှာလဲပို့ပြီးတော့ efficient ဖြစ်အောင် battery range ပိုကောင်းအောင်လို့လုပ်ပြီးတယ် dysprosium နဲ့ cerium နဲ့လိုမျိုးဒီတက်တူတွေမှာဆိုလို့ရှိရင်ဒီ solar cell တွေရဲ့ power ထုတ်လွှတ်မှုနှုန်းကိုမြင့်အောင်လုပ်ပြီးတဲ့နေရာတွေမှာအများကြီးသုံးဝင်တယ်တခြားဒီ MRI imaging တို့နော် x-ray တို့အဲ့လိုမျိုးတွေအပြင်ကိုရေနံတန်းစင်တဲ့နေရာမျိုးတွေမှာလဲသုံးတယ်ပြီးတော့ scandium လိုမျိုးကောင်တွေဆိုလို့ရှိရင် ပေါ့ပြီးတော့အကြမ်းခံဖို့လိုတဲ့ lightweight alloy တွေလုပ်ဖို့အတွက်အရေးပါတယ်အမ်ပြောမယ်ဆိုလို့ရှိရင်ဒီ high performance sports PC တွေเนาะအကြီးအမားဆုံးပြောရမယ်ဆိုရင်များ spacecraft အာကာသယာဉ်တွေအထိသုံးတယ်။ဒီမြေခြားသတ္တုတွေကကျွန်တော်တို့နေရင်ဘဝတွေမကဘဲနဲ့ဒီ military ဘိုင်းနေမှာလည်းသုံးတယ်ဗျာ။ military ဘိုင်းနေမှာလည်း modern ဖြစ်တဲ့ equipment တွေပေါ့နော်။ radar တွေ um missile guidance system တွေ night vision goggle တွေ laser တွေအဲ့လိုနည်းပညာတွေအတွက်လည်း အဲအဓိကအရေးကြီးတဲ့လိုအပ်ချက်တစ်ခုဖြစ်နေတယ်။ပြောရရင်ဒီ modern military ကြီးလည်းဒီတပ်တုတွေပေါ်မှာအများကြီးညှိခိုးရတယ်ပေါ့နော် F35 fighter jet ဒဇင်းတွက်ဆိုရင်မြေစာတပ်တု400 kg လောက်လိုတယ်။အာ naval destroyer ပေါ့နော် system motor စီးတွက်မြေစာတပ်တုနှစ်တန်းလိုတယ်။ Virginia class nuclear ရေငုပ်သင်္ဘောတစီးမှာ guidance system radar နော်ပြီးတော့ဒီ stealth ဖြစ်ဖြစ်လှုပ်ရှားလို့ရအောင်လို့အတွက်မြေစာတပ်တု၄တန်းလောက်သုံးရတယ်။ Okay ဒါဆိုရင်မြေစီးရတစ်ခုရှိတယ်။ ဒီလောက်ထိเนาะနီးပညာအရာရောစည်ရေးအရာရောအေးပါတယ်ဆိုတဲ့နေရှားတတူကိုဘသူတွေကကြိုးကင်ထားလဲဒီနေရာမှာမြေရှားနဲ့ပတ်သက်တဲ့ကိစ္စတွေကနီးပညာပိုင်းနဲ့သက်ဆိုင်တာနေပြီးတော့သူကကဘာနဲ့ချီပြီးတော့ပတ်သက်တဲ့ chess ကစားပွဲတစ်ပွဲအနေနဲ့စပြောင်းသွားတယ်ဘာလို့လဲဆိုတော့အခုလက်ရှိမြေရှားတတူရဲ့ရာဂိုင်းနှုန်းတော်တော်များများကိုနိုင်ငံတနိုင်နေနေရပဲနှိရှိစီမံငိမ့်အတွက်ကိုအကွက်ကြကြချုပ်ကင်ထားတယ်တခြားနိုင်ငံမဟုတ်ဘူးပတ်ဖို့ကြီးတရုတ်ပဲ ကျွန်တော်လူတွေကမြေရှားတက်တူတွေကိုရှာတွေ့တာတော့ကြာပြီဆိုပေမဲ့ဘယ်နေရာမှာဘလို့အသုံးချရမလဲဆိုတာကိုကျတော့1960ဝန်းကျင်လောက်မှာ European ကိုသုံးပြီးတော့ Color TV တွေစသုံးတာနေပြီးတော့ realize ဆက်ဖြစ်ခဲ့ကြတာပေါ့1980 80ခုနှစ်တွေလောက်မှာမြေရှားတက်တူတွေကနေထွက်တဲ့ဒီတန်လိုက်တွေကတက်တဲလေးနဲ့တန်လိုက်အရန်ကောင်းလာကြောင်းမလို့မော်တာတွေကိုပိုကောင်းကောင်းလှုပ်လာနိုင်တယ်အဲ့ဒီကနေပြီးတော့ဒီတက်တူတွေရဲ့တကယ် potential ကိုနားလည်လာကြတာ ဆိုတော့တယောက်ကအဲ့ဒီချိန်လောက်ကလေးကတိတ်တိတ်လေးကမ္ဘာဈေးကွက်ကိုလွှမ်းမိုးဖို့အတွက်ကိုသူကအရှိန်စပြီးတော့ယူနေပြီ1950ခုနှစ်လောက်မှာကလေးကမွန်ဂိုလီးယားမှာရှိတဲ့ဒီ BNO ဘိုဆိုတဲ့မိုင်းတွင်းမှာမီဆာတတုရှောက်ဖွေရေးတွေလုပ်တယ်အဲ့မှာ တူးလာရောတန့်စင်လာရောလုပ်ဖို့အားစိုက်ကြတယ်ပေါ့နော်1960ဝန်းကျင်လောက်မှာတယောက်ကမီဆာတတုတန့်စင်လာကိုသူတို့ကိုပိုင်နီးလန်းနေနဲ့အာစပြီးတော့လုပ်နိုင်နေကြပြီ20ရာစုမှာ ရေမြန်ကအရေးပါဆုံးဖြစ်တယ်လို့မျိုးမြေသားတက်တူတွေက27ရာစုမှုအတွက်မရှိမဖြစ်ဖြစ်လာမယ်ဆိုတာကိုနားလည်သွားတဲ့အခါကျတော့တရုတ်တွေကဒီမြေသားနဲ့ပတ်သက်တဲ့ research တွေရင်းနှီးမြှုပ်နှံမှုတွေအဲ့ဒါတွေအများကြီးလုပ်တယ်ပြည်လုပ်တယ်တခြားနိုင်ငံတွေကပညာရှင်တွေကိုခေါ်တယ်တရုတ်ကနေပြီးတော့ပညာတော်တွေကိုပို့ပြီးတော့မြေသားနဲ့ပတ်သက်တဲ့ဤပညာတွေကိုသင်ခိုင်းတယ်ပြီးရင်နိုင်ငံကိုပြန်ခေါ်ပြီးတော့လက်တွေ့အသုံးချ1980လောက်ကနေစပြီးတော့ဒီမြေသားတက်တူထုတ်လုပ်ရေးကိုတရုတ်တွေကရှယ်လုံးနိုင်သွားတယ်ပြီးတော့အစိုးရစီကပါခွင့်ပြုချက်တွေရထားတဲ့အခါကျတော့အလုတ်သမားက အာနေတယ်ပဝန်းကျင်ထိခိုက်တယ်ဘာညာဆိုတာလက်သိခေါင်းနဲ့ထည့်စရာမလိုဘူးတရုတ်စီကနေပြီးတော့ထွက်လာတဲ့မြေကြားတပ်တူတွေကတခြားနိုင်ငံတွေနဲ့ရှင်လိုက်ရင်ဈေးအရန်နေတယ်เนาะအဲ့လောက်ထိ volume များများကိုဈေးနေနေနဲ့ဆိုတော့တခြားဒူဘယ်မကကကောင်တွေဈေးလိုက်ရှင်မဖိုက်နိုင်တော့အဲ့လိုမျိုးရှင်မဖိုက်နိုင်တဲ့ဈေးမျိုးတွေနဲ့ထုတ်ရောင်းတဲ့အခါကျတော့2000ခုနှစ်လောက်ရောက်တဲ့အချိန်မှာ US က Mountain Pass တပ်တူတွင်းလိုကောင်မျိုးတွေက တရုတ်ကပေးတဲ့ဈေးနဲ့မပေးနိုင်တော့ဘဲနဲ့ဒီဝော်လီခံလိုက်ရတဲ့အထိဖြစ်သွားတယ်။အဲ့ဒီနောက်ပိုင်းကနေစပြီးတော့မြေရှားဈေးကွက်မှာတရုတ်ကလောကပြိုင်ဆန်ရှားဖြစ်သွားတာ။တခြားနိုင်ငံတွေကလည်းမြေရှားထုတ်ရတာပုံကျင်ထိကြိုက်တယ်ဆိုကိုယ့်မြေအနာခံပြီးတော့မထုတ်တော့ဘူး။ပေါ်ပေါ်ပေါ်ရောင်းနေတဲ့တရုတ်စီကနေဝယ်လိုက်တာအများကြီးပိုလွယ်တယ်ဆိုပြီးတော့မြေရှားထုတ်လို့မှုနဲ့သက်ဆိုင်တဲ့ development တွေကိုအများကြီးမလုပ်ကြတော့ဘူး။အခုဆိုလို့ရှိရင်ကမ္ဘာဈေးကွက်လိုအပ်ချက်ရဲ့80%ကနေ90%လောက်ကတရုတ်ကနေလာတယ် နေကြတဲ့ပတ်သက်ရမှာနော်ဒါတော့တခြားနိုင်ငံတွေကအခုနောက်ပိုင်းမှာအသေးပြိုင်လိုက်လုံးလို့နည်းနည်းညော့သွားတာအရင်ကဆို100%နီးပါးလောက်ကို monopoly ပဲလုံးဝချုပ်ကိုင်းထားတာပေါ့နော်2024တနှစ်ထဲမှာနေမြေချတတ်တူတန်ပေါင်း2300လောက်ထုတ်နိုင်တယ်ပြီးတော့တရုတ်တရမြေချတတ်တူတူးညာနေနေရမသွားဘူးတပညာရှင်တွေအများကြီးခေါ်ထားပြီးတော့အများကြီး research and development တွေလုပ်ထားတဲ့ခါကျတော့အဓိကကျတဲ့ကိစ္စတွေဖြစ်တဲ့ဒီတတ်တူရိုင်းတူးဖို့ရေးတွေတန့်စင်ရေးတွေ ဘက်ထရီတွေ chip တွေလိုမျိုးပစ္စည်းတွေအပြင်တခြားအရေးပါတဲ့ final product တော်တော်များများထုတ်တဲ့နေရာမှာလည်းသူတို့ပဲဥဆောင်သွားတယ် technology ဘက်မှာအရန်အရေးပါတဲ့ပစ္စည်းတစ်ခုဖြစ်တဲ့ဒီ high performance magnet ထုတ်လုပ်မှုရဲ့80%ရာခိုင်နှုန်းကိုတရုတ်ကနေချုပ်ကင်ထားတယ်ခင်ဗျားတို့ကင်နေတဲ့ဖုန်းတော်တော်များများနဲ့ chip အများစုကိုဘာဖြစ်လို့ assemble တင် China လို့တွေ့ရတယ်လို့ထင်တယ် raw material တွေက china မှာရှိတဲ့အပြင်ကို labor cost ကလည်းနည်းနည်းပဲပေးရတဲ့ခါကျတော့ industry တော်တော်များများက china ကိုပဲအဓိကအားကိုးကြတယ် အနောက်နိုင်ငံခေါင်းဆောင်တွေကသူက clean energy လုပ်မဲ့အကြောင်းကြီးเนาะခင်မီစစ်တပ်တွေကိုဘလို့လုပ်မယ်ဆိုတဲ့အကြောင်းတွေကိုအားရိုက်နေတဲ့အချိန်မှာသူတို့လိုချင်တဲ့ကိစ္စတွေဖြစ်လာဖို့အတွက်အဓိကလိုအပ်ချက်ကိုတခြားမဆုတ်ကင်နိုင်သေးဘူး US to Australia တို့အဲ့ဒီနေထွက်တဲ့မြေသားတပ်တွေရိုင်းတွေကိုဈေးလည်းတက်တာလေเนาะကိုယ့်နိုင်ငံလည်းမထီဘူးဆိုတဲ့အချက်တစ်ခုတည်းနဲ့နေမယ်ပြုတ်ကိုပို့ပြီးတော့ process လုပ်ခိုင်းတယ်ပြီးတော့အရင်ကဆိုလို့ရှိရင်စီရေးဘက်မှာတုံးမှုအတွက်တချို့ component တွေတော့မှပြုတ်ကိုထုတ်ခိုင်းတယ် ီလိုမျိုးနိုင်ငံတစ်ခုကဗောနော်စလေဆုံထုတ်လို့ရေးဒီ production pipeline ကြီးတစ်ခုလုံးကိုချုပ်ကင်ထားတာအကျိုးဆက်လေးတွေရှိတယ်အဲ့ဒီအကျိုးဆက်ကဘာလဲဆိုတော့ကမ္ဘာနိုင်ငံရေးမှာတရုတ်ကိုတွဲယုံတွဲယုံဘယ်သူမှတိတ်မထိရဲတော့တာပဲ2010တုန်းကတရုတ်ငါးဖက်လေကိုဂျပန်ကထိန်းသိမ်းလိုက်တာနဲ့ပတ်သက်ပြီးတော့တဲ့နော်ဒီဆက်ဆံရေးတင်းမာကြတယ်ဗောအဲ့လိုတင်းမာပြီးတော့နော်ဂျပန်ကိုမြေရှားတပ်တုတင်ပို့တာကိုသူတို့ရက်လိုက်တယ်မြေရှားအရေးမှာတရုတ်ကဘယ်လောက်ထိချုပ်ကင်လဲဆိုတာကို ကဘာကြီးကမြင်သွားတယ် US က China ကိုဒီကုန်သွယ်ခွင်တင်လိုက်တာကိုသိလိုက်မယ်ထင်တယ် tariff ပေါ့နော် China ဘက်ကနေပြီးတော့လည်းရှင်းတယ်မလုပ်လေရတယ်ငါတို့က game site ဘူးဆိုပြီးတော့အနောက်နိုင်ငံတွေကိုတင်ပို့တဲ့အဓိကထုတ်ကုန်တွေအပြင်ဒီမြေချတတ်တူတွေနဲ့အဲ့ဒီကနေလုံနေတဲ့တန်လိုက်တင်ပို့တာတွေကိုရှော့ချပလိုက်တယ်ကုန်သွယ်ရေးအခွန်ရှော့ဖို့အတွက်ဆွေးနွေးတာမျိုးကိုလှုပ်လောင်လို့သူတို့လုပ်နိုင်တယ်မြေချနဲ့အဓိကလှုပ်ရတဲ့ဒီတန်လိုက်တွေကကျွန်တော်ရှေ့မှာတော့ငါပြောခဲ့သလိုပဲ EV motor တွေအတွက်အရေးပါတယ်အဲ့လိုထင်းချုပ်လိုက်တဲ့အခါကျတော့ Ford တို့ Suzuki တို့ Tesla တို့နော်အဲ့လိုမျိုး EV company တွေအထိနာသွားတယ်။အဲ့လိုမျိုးအထိနာသွားသလိုမျိုးပဲဒီစစ်ဖက်ပစ္စည်းတွေထုတ်တဲ့အပိုင်းနဲ့တခြား sector တွေမှာလည်းတော်တော်လေးနှောင့်နှေးသွားတယ်။ဒီနိုင်ငံရေးနဲ့ trade war နဲ့မှာ China ကမြေစားတပ်တုချုပ်ကင်ထားတာကို geopolitical weapon အနေနဲ့သုံးတာမျိုးတွေအများကြီးရှိတယ်။ဥပမာတရုတ်ကထိုင်ဝမ်ကိုကျူးကျော်ဖို့ဆုံးဖြတ်လိုက်ရင်တော့မြေစားတပ်တုတင်ပို့မှုတွေကိုထိန်းချုပ်လိုက်မယ်၊ဖျက်တောက်လိုက်မယ်အဲ့လိုမျိုးချင်းကြောက်ပြီးတော့เนาะဥရောပနိုင်ငံတွေဒီအရေးမှာဝင်မပါလို့ရအောင်လို့တားနိုင်တဲ့ပါဝါတစ်ခုရှိတယ် အဲ့လိုဆိုလို့ရှိရင်အနောက်နိုင်ငံတွေကစဉ်းစားရတော့မယ်ပေါ့နော်မြေရှားနဲ့ TSMC နဲ့ဘယ်ဟာဘိုးရေးကြီးလဲပေါ့ TSMC ကိုရွေးလိုက်ရင်မြေရှားမရနိုင်တော့တဲ့အတွက်ကာကွယ်ရေးနဲ့ညီပညာပိုင်းတွေမှာရေရှည်အားနည်းသွားမယ်မြေရှားကိုရွေးလိုက်မယ်ဆိုလို့ရှိရင်ကမ္ဘာအဆင့်အမြင့်ဆုံး semiconductor chip တွေရဲ့60ရာခိုင်နှုန်းကျော်ကိုထုတ်ပေးနေတဲ့ TSMC ကိုလက်လွတ်ရမယ်ဒါတော့ကမ္ဘာညီပညာနဲ့စီးပွားရေးစနစ်တစ်ခုလုံးကအခြေအနေဆိုးသွားနိုင်တယ် မေရှားအရေးမှာအနောက်နိုင်ငံတွေကတရုတ်ကိုမမီကိုကျင်တော့တဲ့အခါကျတော့တခြားနီးလန်းတွေဒါမှမဟုတ်တခြား supplier တွေရှာရင်တောင်မှရာဂိုင်တို့အများစုကိုတရုတ်ကဖိနှုပ်ထားတဲ့အခါကျတော့ ASC လေးတင်ပို့ကုန်တွေကိုကန့်တက်ပြီးတော့ဈေးကစားလို့ရတယ်။အဲ့လိုမျိုးဈေးကစားတာမျိုးကိုတခြားနိုင်ငံတွေကဘယ်သူမှလိုက်ပြိုင်ဖို့အတွက်မဖြစ်နိုင်ဘူး။မေရှားတပ်တို့တွေအစ်တစ်တွေလုတ်ဖို့နဲ့တပ်တို့ရိုင်းတန့်စင်နဲ့စစ်ရုံတွေတည်ထောင်မှုဆိုတာကလေစီးပွားရေးအရာအကျိုးမြတ်မရှိနိုင်ဘူး။ဒီလိုကိစ္စတွေကတရုတ်ကသူတို့စီမှာအခုလိုမျိုးပါဝါတွေရှိတယ် ြီးရင်ထောက်တော့မို့လဲမကြောက်ဘူးဆိုတာတက္ကပါလုံးကိုသူကပြနေတာပဲပြီးတော့တိယောက်ကဝယ်လို့ရနိုင်တဲ့မြမြေချတတ်တူရိုင်းနေအကုန်လုံးကိုလိုက်ဝယ်မြေချတတ်တူတွေထဲမှာပို့ပြီးတော့တန်ဖိုးရှိတဲ့ဒီ heavy rare earth element တွေဟာတတ်တူရိုင်းအရေးအသွေးကောင်းဖို့လိုတယ်လို့မျိုးเนาะဒီလိုမျိုးဒီ HREE တွေပေါ့เนาะ heavy rare earth element တွေအဲ့လိုဒူးဖို့ကလည်းပဝင်းကျင်အရန်ထိခဲ့တဲ့အခါကျတော့ပြပတင်သွင်းထားတဲ့တတ်တူရိုင်းတွေကိုအဓိကအားထားရတယ်ဒီနေရာမှာ heavy rare earth element အများဆုံးထွက်တဲ့ အဲကျွန်တော်တို့မြန်မာနိုင်ငံကပုံမှန်ပတ်သက်လာတာပဲတရုတ်ရဲ့ဒီညစာတက်တူကိုအဓိကတင်ဖို့ရောင်းချနေတဲ့နိုင်ငံကမြန်မာနိုင်ငံဖြစ်လာပြီးတော့ညစာဈေးကွက်ရဲ့သုံးပုံနှစ်ပုံလောက်ကိုကချင်ပြည်နယ်ဘက်ကနေပြီးတော့ဒီညစာတက်တူတွင်းနေရနေပြီးတော့ရတယ်ညစာတက်တူကို2023 2024လောက်မှာတွေကကချင်ပြည်နယ်ဘက်မှာတူဖို့ရေးတွေစတယ်2023လောက်မှာဒီလုပ်ငန်းတွေကပို့ပြီးတော့အရှိန်များလာတယ်ချီဖွေတို့ပန်ဝါတို့အဲ့ဒီဘက်ကနေထွက်တဲ့ညစာတက်တူတွေထဲမှာအရေးကြီးဆုံးနဲ့တံပိုးအကြီးဆုံး heavy rare earth element တွေဖြစ်တဲ့ dysprosium တို့ terbium တို့အဲ့လိုကောင်တွေအများကြီးပါတယ်စဉ်းစားကြည့်လိုက်ရင်တရုတ်ကဒီတကဘာလုံးရဲ့မြေရှားသတ္တုထုတ်လို့ရေးမှာ80ရာနေ90ရာအင်းတော့ကိုစုံမထားတယ်နောက်ပိုင်းမှာသူတို့စီကမြေရှားသတ္တုတွင်းတွေကိုအချိန်လျှော့လာပြီးတော့ပြပနေပြီးတော့တင်သွင်းတဲ့သတ္တုရိုင်းတွေကိုအဓိကအားထားတယ်အဲ့လိုမျိုးပြပကတင်သွင်းတဲ့မြေရှားသတ္တုတွေထဲမှာမြန်မာနိုင်ငံက3ပုံ2ပုံရတယ်ဒီတော့ပြောရမယ်ဆိုလို့ရှိရင်တကဘာလုံးတိုင်းတာအနေနဲ့မြန်မာနိုင်ငံကထွက်တဲ့မြေရှားသတ္တုက 60ရာနေပြီးတော့80ခိုင်နှုန်းလောက်ထိရှိနိုင်တယ်။2024တနှစ်ထဲမှာနေမယ်ပေါ့နော်။မေဆာတက်တုတန်ချိန်3000လောက်ကမြန်မာနိုင်ငံကနေပြီးတော့တင်ပို့တယ်လို့ပြည်ုပ်ကနေပြီးတော့အကောက်ခွန် data တွေကနေပြီးတော့ပြတယ်။ဒါတော့မှညော့သွားတာ။2023မှာဒူဖို့မှုအမြင့်ဆုံးနော်တန်ချိန်4000ကျော်နေပါထွက်တယ်။ငွေကြေးရဆိုလို့ရှိရင်2021ကနေပြီးတော့2024ခုနှစ်အတွင်းမှာမြန်မာကနေပြီးတော့တရုတ်ကိုတင်ပို့တဲ့ဒီမေဆာတက်တုတန်ဖိုးက American dollar 3.6 billion လောက်ဖြစ်ရှိတယ်။ဒါတော့မှဒီ data တွေကတရုတ်ကောက်ခွန်ဌာနကထုတ်ပြန်ထားတဲ့အချက်အလက်ပေါ်မှာမူတည်ပြီးတော့နိုင်ငံတကာသတင်းဌာနတွေကပြောတဲ့အချက်အလက်တွေပေါ်မှာကိုးကားပြီးပြောထားတာ။မြန်မာဘက်မှာလည်းဒီမျိုးအချက်အလက်တွေမရှိဘူးပေါ့နော်။2021ခုနှစ်နောက်ပိုင်းကနေစပြီးတော့ဒီမြေရှားတက်တူတူးဖို့မှုတွေက20လောက်ပုံများလာတယ်။ပြီးတော့ဒီလိုတူးဖို့တာတွေကတရားဝင်မဝင်မျိုးလှုပ်စရာတွေရှိတယ်။ဆိုတော့ပြန်မလား။နေရေးပေါ်မှာအခြေအနေကြည့်ပြီးတော့လုပ်နေကြတာပဲပေါ့နော်။ချီဖွေဘက်မှာဆိုလို့ရှိရင်ရွှေရင်းလို့အမိခံထားတဲ့ ေရှားသတ္တုတွေလည်းအများကြီးရှိတယ်ဆိုပြီးတော့လေသတင်းတွေထွက်တယ်ဆိုတော့ထားပါတော့เนาะ geopolitics အကြောင်းတွေပါလေထားပါတော့မြေရှားသတ္တုတွင်းတွေမှာမြေရှားတူးတဲ့ process လေးကိုနည်းနည်းရှင်းပြတူးဖို့ရေးမှာသူက leaching လို့ခေါ်တဲ့ဒီ acid တွေ chemical တွေကိုတုံးပြီးတော့သတ္တုရိုင်းအဆင့်ကို ထုတ်ရတယ်မြေကြီးမှာကန်နေတူးပြီးတော့အဲ့ဒီကန်နေတွေကိုတခြားအညစ်အကြေးတွေအသုံးမလိုတဲ့ကောင်တွေအဲ့ဒါတွေနဲ့ရောနေတဲ့မြေရှားသတ္တုရိုင်းတွေကို acid တွေအများကြီးထည့်ပြီးတော့အနေထိုင်အောင်လုပ်လိုက်ရတယ်အနေထိုင်သွားတဲ့အနှစ်တွေကိုမီးဘူးပြန်ပေးလိုက်တဲ့အခါမှာ သူကတရုတ်ကိုတင်ရောက်တဲ့မြေဆက်တတုအရိုင်းပုံစံကိုရတယ်ဒီလိုလုပ်လို့ရလာတဲ့မြေဆက်တတုအရိုင်းကိုတရုတ်ကဈေးနှိမ်ပြီးတော့ဖွေတယ်ပေါ့နော်တကယ်တန်းစင်တဲ့ process ကိုကြတော့တရုတ်ပြည်မှာပဲသူကလှုပ်တာဒီလိုမျိုးတတုရိုင်းဖြစ်အောင်လုပ်တဲ့အခါမှာသုံးတဲ့ acid တွေ chemical တွေအဲ့ဒီကောင်တွေကအငွေ့ပြန်အောင်လောက်ရတာမို့လို့လေဓုညင်ညံ့မှုတွေဖြစ်တယ်မြေအောက်ကိုစိတ်ဝင်သွားတာမျိုးနော်ပုံဝင်ကျင်ကတောက်သုံးရရင်းမြစ်တွေအဲဒီကောင်တွေကိုအစိတ်တင်စေတာမျိုးနော် ecosystem ကိုထိကျစေတာမျိုးတွေဖြစ်တယ်ဒီလိုမျိုးမြေရှားတက်တူတွေကိုတွင်းတွင်းကျကျတူးနေပေမဲ့ တူးဖို့တဲ့နီလန်းကဒီလူသားတွေအတွက်ရောပဝန်းကျင်အတွက်ရောအများကြီးထိခိုက်တယ်ဒါပေမဲ့ကွန်ပျူစီတီကဈေးအဆမတန်ကြီးလာတဲ့เนาะဒီကချင်ပြည်နယ်လိုနေရာမျိုးမှာလူငယ်တွေကပတ်စံပိုရတဲ့ဒီလိုတက်တူတွင်းတွေမှာအလုတ်သွားလောက်ကြတာတွေကများလာတယ်2021နောက်ပိုင်းမှာဆိုရင်အရင်ကထက်ပိုများတယ်ဗောနော်တက်တူတွင်းဘက်ကိုအလုတ်ကိုင်းနဲ့ပို့ပေးတဲ့သူတွေလည်းပေါ်လာပြီးတော့လူတယောက်ရှာပြီးရင်တရုတ်ငွေ1000 2000အဲ့လိုမျိုးတွေပေးတဲ့ကိစ္စမျိုးတွေလည်းရှိလာတယ်လူငယ်တွေကလည်းတက်တူတွင်းမှာပဲတဲဆောက်เนาะအာပိုက်ထန်း ရေကန်ကြီးအဲအဲ့လိုမျိုးအထွေထွေလုပ်သမားတွေအနေနဲ့ဆိုရင်တော့မှမြန်မာငွေနဲ့ပြန်ကြည့်လိုက်မယ်ဆိုရင်တလောက်ကို10သိန်းလို့15သိန်းလို့ရတယ်ထားတရုတ်စကားပြောတတ်တာမျိုးတရုတ်လော်ပန်းသဘောကျတယ်ဆိုလို့ရှိရင်လက်သက်မွေးတာမျိုးအဲအဲ့လိုဆိုလာစာပုံများတယ်တခြားသောဒီဝရင်းစောတာမျိုးကောင်းမောင်းတာမျိုးဆိုလို့ရှိရင်လည်းဒီတဲ့မကပူရတဲ့ခါကျတော့ဒီလူကိုရွေးလုကြအများတယ်ဒေသခံတွေနဲ့လူသားတွေနဲ့အတွက်ကကြတော့အစိမ့်တင်တယ်နော်အစိမ့်တင်တဲ့ရေတောက်မိတယ်ကမီကယ်ရှူမိတယ်အဆုံနဲ့ဆိုင်တဲ့ယောဂါတွေဖြစ်တာမျိုးတွေတို့နော် အာဒီဘိုးဘွားစင်ဆက်လုတ်ခဲ့တဲ့စိုက်ပျိုးမြေတွေအများကြီးဆုံးရှုံးတာမျိုးတွေလို့အဲ့လိုမျိုးဖြစ်တယ်ပြီးတော့တီရဒိုင်မန်ဒီလို lucrative ဖြစ်တဲ့နေရာတွေမှာကအာ drug abuse တွေလည်းရှိတာပေါ့တချို့တွေဆိုလို့ရှိရင်တက်တူတွင်းကိုလှုပ်ပုတ်ပေးမယ်ဆိုပြီးတော့လူကုန်ကူးတာမျိုးရောင်းစားတာမျိုးအဲ့လိုမျိုးတွေအများကြီးရှိတယ်တက်တူတွင်းသွားလို့လမ်းမှာပျောက်သွားတယ်เนาะဆွဲခံရတယ်ဘယ်မှာသွားရွေးရမယ်မသိဘူးဖြစ်တယ်အလုပ်ကြီးဆိုင်မျိုးတွေလည်းအများကြီး dark ဖြစ်တာတွေလည်းအများကြီးရှိတယ်။ဒီ clean energy ရဲ့နောက်ွယ်မှာခြိဖွေနဲ့ပန်ဝါဒေတာကအစိတ်တဲ့တက်တုခံတွေအများကြီးရှိနေတယ်။ carbon emission မရှိတဲ့ လက်စစ်ကားတွေရဲ့အနောက်မှာအဓိကတောက်သုံးရည်နဲ့တောင်ယာစိုက်ပျိုးမဲ့မြေတွေဆုံဆုံသွားတဲ့ရွာတွေရှိတယ်။အနောက်နိုင်ငံတွေအတွက် green energy future ကြီးကကြားလို့ကောင်းတယ်ဆိုပေမဲ့သူတို့လိုချင်တာရဖို့အတွက်မြန်မာနိုင်ငံလိုမျိုးမဖွံ့ဖြိုးသေးတဲ့နိုင်ငံလေးတွေမှာပတ်ဝန်းကျင်ထိခိုက်မှုတွေလူခွင့်ရေးချိုးဖောက်ခံရမှုတွေအဲ့ဒါကြီးတွေပေးဆက်ပြီးတော့သူတို့ရဲ့ green energy future ကြီးကိုတည်ဆောက်ပေးရတယ်။ဒါဆိုရင်တကယ် clean energy future အတွက်ချင်းရဲပြီးတော့တည်ရန်စာတက်ကျွေးဝါတဲ့နိုင်ငံတွေကို အထီးကိမ်းမရှိဘဲနဲ့လုံလို့ရတဲ့နီလန်းမရှိဘူးလားအဓိကကျတဲ့တနေရာကတော့ recycle လုပ်တာပဲနှစ်စဉ်နှစ်တိုင်းကဘာပေါ်မှာအသုံးမလိုတော့တဲ့ဆုံးပြလိုက်တဲ့ electronic ပစ္စည်းတွေအများကြီးရှိတယ်ဒီလိုပစ္စည်းအဟောင်းတွေထဲမှာပါတဲ့မြေစားသတ္တုတွေကို recycle လုပ်ပြီးတော့ပြန်သုံးလို့ရအောင်လုပ်နေကြပြီမဲ့ဒီကဘာလုံးအတိုင်းတာနဲ့ဆိုလို့ရှိရင်ဒီလို recycle လုပ်နေတာက5%လောက်ပဲရှိတယ်လက်ရှိသုံးနေတဲ့အပူကိုသုံးပြီးတော့ recycle လုပ်တာနဲ့ရေကိုသုံးပြီးတော့လုပ်တဲ့နည်းပညာတွေနဲ့မှလည်း energy တွေ ရေတွေရမ်းကုန်တဲ့ပြဿနာမျိုးတွေရှိတယ်ပြီးတော့ဒီ toxic water နဲ့ဘေးဖြစ်စေနိုင်တဲ့ dioxin ဓာတ်ငွေတွေလည်းအများကြီးထွက်တယ်။နောက်အရေးပါတဲ့နီးကမြေစားတက်တုအစာပေါ့နော်။တခြားတက်တုတွေဘလို့အစာထိုးသုံးလို့ရမလဲဆိုပြီးတော့ရှာတာပဲ။ Dysprosium တို့ Europium တို့အဲ့လိုမျိုးတက်တုတွေအတွက်ဒရဲ့အစာထိုးစရာရှာရဲဆိုပေမဲ့အလားအလာရှိတဲ့တက်တုမျိုးတွေကိုတော့ research လုပ်နေကြတာရှိတယ်။တန်လိုက်တွေအတွက်မြေစားတက်တုတွေအစာပေါ့နော်။ပတ်ဝန်းကျင်ထိခိုက်တာနည်းပြီးတော့ performance ဆင်တူတဲ့ iron nitride တို့ manganese aluminum carbide တို့အဲလိုမျိုးသက်တူတွေကိုလည်းသုံးဖို့စူးစမ်းနေကြတယ် iron nitride ဆိုလို့ရှိရင်ပုံပုံဝဲများရှိပြီးတော့ဈေးအိယအရင်မကြည့်ဘူးဆိုပေမဲ့တတိချာချာထုတ်ဖို့အတွက်ကကြတော့ခက်ခဲနေရှိတယ်နီးတဲ့နေရာတော့ရှိရတော့ရှိကြပဲပုံပုံပဲပဲရတဲ့စီကနေပဲနှစ်ပေါင်းများစွာဝင်နေပြီးတော့နောက်ကြတော့မှတရုတ်ရဲ့မြေရှားကိုအတုံးချပြီးတော့နိုင်ငံရေးမှာဝင်ဆွတ်ဖက်နေတဲ့ပါဝါကိုတေချာမြင်တော့မှ အနောက်နိုင်ငံတွေကထားလောက်ကြတာဆိုတော့တကယ်တော့ဝင်လုံနိုင်ဖို့အတွက်အချိန်တော်ယူရအောင်မြေရှားရေးမှာတရုတ်ကိုမမီခိုးဖို့ကို US နဲ့တက်နေတဲ့မြန်မာလုပ်နေတယ်။ 3rd ရဲ့ Department of Defense က American Mining Company တစ်ခုဖြစ်တဲ့ MP Materials မှာ American ဒေါ်လာ1400လောက်ယင်းနှိမ့်နိုင်ပြီးတော့တချိန်ကအကြီးဆုံးမြေရှားတပ်တုစစ်ရုံဖြစ်တဲ့ Mountain Pass Mine ကိုပြန်ဖွင့်နိုင်အောင်သူတို့လုပ်နေတယ်။ Goldman Sachs နဲ့ JP Morgan နဲ့အဲ့လိုမျိုးထိပ်သီးကုမ္ပဏီတွေကလည်း MP Materials ရဲ့တန်လိုက်ထုတ်လုပ်ရေးပိုင်းတွေမှာ1 billion လောက် ရင်းနှီးမြှုပ်နှံထားတာရှိတယ်။ US အပြင်မှာဆိုလို့ရှိရင်လည်းဂျပန်၊ဩစတြေးလျဥရောပနိုင်ငံတွေအဲနိုင်ငံတွေပေါင်းပြီးတော့တခြားအလားလာရှိတဲ့မိုင်းနှင်းရှာဖွေရေးတွေဒူဖော်တာတွေအဲ့ဒါတွေလုပ်ပြီးတော့တရုတ်ကိုမမီခေါ်ရဖို့သူတို့စ조사နေကြတယ်။နေရာတတူကိုချုပ်ကင်မှုအတွက်ပြိုင်ကြတာကနိုင်ငံရေးနဲ့ဒီမြေပညာပိုင်းတဲ့အတွက်အရေးကြီးသလိုမျိုးအနာဂတ်မှာလုပ်ကိုလုပ်ရမယ့် green energy အတွက်လည်းလိုအပ်တယ်။ဒါပေမဲ့ပြဿနာအခုလုံးနေတာကတရုတ်ဈေးကွက်ကိုမမီခိုခြင်းလို့တခြားနေရာတွေမှာမိုင်းနှင်းတစ်တွေလိုက်ဒူးနေတာပဲရှိတာ ဒီတော့ recycle ကောင်းကောင်းမလုပ်နိုင်သေးပဝန်းကျင်ကိုမထိရိုက်ဖဲနဲ့ထုတ်လုံးနိုင်မဲ့နီးလန်းနေရလေအရင်မကောင်းသေးဆိုတော့မိုင်းတွေများလာလေလေဘာလို့ပဝန်းကျင်ကဆိုးလေလေပဲအဲ့ဒါပြန်ချိန်ပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်လေအားလက်စစ်ဆိုတာနေရာတနေရာမှာပဲ clean ဖြစ်ပြီးတော့နေရာတူးခံရတဲ့နေရာတွေမှာကျတော့တကယ်ရော clean energy ဖြစ်ရလားဆိုတာမိကုန်းနေမိစရာတွေဖြစ်လာတယ်ခင်ဗျားတို့ရောဘယ်လိုထင်လဲ ဲ့ဒါအောင်ဆိုတော့အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင်မြေရှားပြဿနာကကျွန်တော်တို့မျက်စိရှိရဒီဖုန်းတစ်လုံးကနေပြီးတော့เนาะကမ္ဘာအရင်ကြီးနိုင်ငံတွေရဲ့နိုင်ငံရေးအခင်းကျင်းတွေအထိကျယ်ပြန့်တယ်တစ်ဖက်မှာဒီတက်တူတွေမရှိရင်ကျွန်တော်တို့မှန်းနေတဲ့ green energy အနာဂတ်ရဲ့နည်းပညာတို့တက်မှုတွေကဖြစ်လာမှာမဟုတ်ဘူးဒါပေမဲ့နောက်တစ်ဖက်မှာပဲအဲ့ဒီတို့တမှုရဲ့နောက်ွယ်မှာတဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေလူခွင့်ရေးချိုးဖောက်ခံရမှုတွေနိုင်ငံတကာနိုင်ငံကတကဘာလုံးကိုချင်းချောက်နိုင်တဲ့လက်နက်တခုလိုမျိုးအသုံးချခံနေရတဲ့နေရာမျိုးတွေအဲ့ဒါမျိုးတွေအများကြီးရှိတယ်။ Okay ဆိုတော့ ဒါတော့ဆိုလို့ရှိရင်တော့မြေချမ်းနဲ့ပတ်သက်တဲ့ကိစ္စတော်တော်များတည်သွားလိုက်ပြီလို့ထင်တယ်။ထုံးစံတိုင်းမှာခင်ဗျားတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းအောက်က comment ထဲမှာဝင်ရောက်ဆွေးနွေးညှိနှိုင်းကြရပါမယ်။နောက်နေ့မှတွေ့တာပေါ့။